ဟာလေလုယာဖခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့ရာဇဝင်ချုပ်ပထမဆောင်အခန်းကြီး15ပတ်ဘီပေါ့နော်ပြီးခဲ့တဲ့အပတ်ကပတ်အေကျွန်တော်ဝင်ငှသွားတယ်နော်သူ့နေရာနဲ့သူခွဲခန့်ခြင်းဆိုတာလေဝင်ငှသွားတယ်ဒီတပတ်တော့ပတ်ဘီပေါ့အဲ့ဒါဘာလဲဆိုစိတ်မပြတ်ဖို့အမှုတော်မြတ်ထဲမှာစိတ်မပြတ်ဖို့တိတ်အရေးကြီးတယ်နော်ဒီအကြောင်းကိုကျွန်တော်ဝင်ငှမှာဖြစ်တယ်ဘာလို့လဲစိတ်ပြတ်စရာတွေ့မှာပေါ့ဒါပေမဲ့စိတ်မပြတ်ဖို့အရေးကြီးတယ်အာမင်ခဏလေးဆုတောင်းမယ် အဖကတော့ကိုယေရှုတင်တယ်ကိုရောဒီနေ့နှုတ်ကပတ်တော်နဲ့ကျွန်တော်တို့ကိုစကားပြောပါကျွန်တော်ရဲ့အသက်တာကိုနှုတ်ကပတ်တော်နဲ့တိဆောက်ပေးပါဘုရားသခင်ကျွန်တော်တို့ဝိညာဉ်ရမှာဘလို့အသက်ရှင်ရမယ်ဘလို့လှုပ်ဆောင်ရမယ်ဆိုတာကိုကိုရောစကားပြောပါကျွန်တော်အထဲထဲမှာခွန်အားဖြစ်စေပါသခင်ယေရှုနာမ၌ဆုတောင်းပါတယ်ဖဖရားအာမင်အာမင်โอเคဆိုတော့ဝိညာဉ်ရမှာဒါဝိတ်တို့စိတ်ပြည့်စရာကြုံတယ်ဘလို့ကြုံတယ်လေဆိုတာလေးကိုပြောပြခြင်းနဲ့ ဆိုဒါဝိနဲ့သူ့ရဲ့အဖော်တွေအားလုံးကဗြိညာတိတ္တာကိုအောပတ်တီတုံရန်နေတဲလာပြီ။အိုးတချင်းဆိုတဲ့လူပါတယ်တီးတဲ့လူပါတယ်ကားတဲ့လူပါတယ်ဟလာတခါတဲ့ဗြိညာတိတ္တာရိုးထန်းတဲ့လေဝိသားတွေပါတယ်တကစောက်နေပါတယ်။အိုးအာရပါရချီမွန်ကခုံပြီးလာပြီ။တဲလာတာဆိုဗြိညာတိတ္တာရောက်တဲ့နေရာကဘယ်နေရာနေသွားတဲ့တာလဲဆိုအောပတ်တီတုံအိမ်ကနေသွားတဲ့တာ။သွား တဲ့တဲ့လူကဘာတူလဲသွားတဲ့တာဘာတူလဲတစ်ချုပ်အခန်းကြီး25အပိုက်ငယ်25ကျွန်တော်ဖတ်မယ်ထို့တို့ဒါဝိတ်မင်းနဲ့ဣသရေလအမျိုး အသက်ကြီးသူလူတထောင် အုပ်တို့သည် ထာဝရဘုရား၏ဗြိဉ္ဉ်တစ်တာတော်ကိုဩဘတ်ဒေတုံအိမ်မဝမ်းမြောက်သောစိတ်နှင့်စောင့်ခဲ့ခြင်းကတွားကြ၏ဒါဝိတ်နဲ့သူ့ရဲ့ ဟဲ့လားအဖော်တွေဣတရီလအမျိုးတက်ကြီးသူတွေအားလုံးဩဘတ်ဒီတော့အိမ်သွားတယ်သွားပြီးမှတခါတည်းအတိုင်ကိုသွားတဲ့တယ်သွားတဲ့တဲ့လူတွေကဒါဝိနဲ့သူတို့အဖွဲ့တွေသူတို့သွားတဲ့ပြီးနော်လေဝိသားတွေပါပါတယ်သွားကြတယ်သွားတဲ့တဲ့အခါမှာဘာတွေနဲ့ဆိုတူရိယာအစုံပါတယ်တူရိယာအစုံနဲ့သွားတာနော်တီးခတ်ပြီးတော့မှအဲ့ဒါသွားတာဆိုအဲ့ဒီအကြောင်းကိုဓမ္မရာဇဝေကျုပ်ပထမဆောင်အခန်းကြီး၅ နော်အခန်းကြီး15အဲ့ဒီမှာပါလာသွားပဲ့ရောဒုတိယအဆုံးနဲ့သွားလိုက်သွားတဲ့အခါမှာအရေးကြီးတာဘာလုပ်ရမလဲဆိုရစ်ပူဇော်ရမယ်ရစ်ပူဇော်ရမယ်အဲ့ဒါဘသူအပူဆိုရမလဲလေဝိသားတွေအပူဆိုရမှာအဲ့ဒါအပိုက်ငယ်26ကျွန်တော်ဖတ်မယ်ထာဝရဘုရားကြီးပြင်ញင်တက်တာတော်ကိုထမ်းတော်လေဝိသားတို့ကိုဖယားတခင် မာဇတော်မူသည်ဖြစ်၍ သူတို့ဒီနွားခုနှစ်ကောင်နဲ့တိုးခုနှစ်ကောင်တို့ကိုရစ်ပူဇော်ကြ၏နွားခုနှစ်ကောင်တိုးခုနှစ်ကောင်နဲ့ရစ်ပူဇော်တယ်ရစ်ပူဇော်တယ်ဆိုတာဘာလဲဖယားကိုကိုးကွယ်တာအဲ့တော့ဘရင်တစ်တာတဲတဲ့အခါမှာရစ်ပူဇော်ခြင်းကအရေးကြီးတယ်အရေးကြီးတယ်အဲ့ဒါလည်းမှတ်ထားရမယ်ရစ်ပူဇော်ရတယ်ပြီးတော့မှအပိုက်ငယ်29ဒါဝိတ်နဲ့တစ်တာတော်ကိုထမ်းတော်လေဝိသားများ တခြင်းစရာခေနနိနဲ့တခြင်းဆိုသူများတို့သည်ပိတ်ချောကိုဝတ်ကြ၏ပြင်းညစ်တာတဲ့တာဖယားကိုကိုွယ်တာအဝတ်လည်းအရေးကြီးတယ်ဗျာဒါတော့ရစ်ပူဇော်ဖို့လိုသလိုသူတို့ဝတ်တဲ့အဝတ်ကလည်းအရေးကြီးတယ်အဲ့ဒီမှာလေဝိသားတွေဘာဝတ်လဲပိတ်ချောပိတ်ချောဝတ် တချို့ကဘုရားရှိခိုးတာအဝိဇ္ဇာအရင်မကြည့်ထင်တာမဟုတ်ဘူးဓမ္မပါတယ်လေလေဝိသားနဲ့သချင်းတဲ့တွေပိတ်ချောကိုဝစ်တယ်ဒါဝိတ်ကြပါဝစ်လေကြည့်အောင်စက်ဖတ်ဒါဝိတ်ဒီပိတ်တင်တိုင်းကိုလည်းထပ်၍ဝစ်၏ပိတ်ချောလည်းဝစ်တယ်ပိတ်တင်တိုင်းလည်းထပ်ဝစ်တယ်ကြည့်ဆိုအဝတ်ကလည်းအရေးကြီးတယ်တချို့ဘုရားရှိခိုးတာအဝတ်အရင်မကြည့်ဘူးအပြင်းစရာအရင်မကြည့်ဘူးအဲ့လိုပြောတတ်တယ်မလောက်အောင်နော် ဖျားကိုးကွယ်တာတန်ရှင်းခြင်းလဲလိုတယ်တမာတရားနဲ့လဲညီဖို့လိုတယ်အဝိလဲအရေးကြီးတယ်ဈေးကြီးတာကြီးဝတ်ပါလို့ပြောနေတာမဟုတ်နော်တဘောပေါက်လားဆိုတော့ပိတ်ချောဝဲရတယ်ဖျားကိုးကွယ်ဘယ်ညစ်တာတဲလာတော့ဒါဝိကျတော့ပိတ်ချောပြင်ပိတ်တင်တိုင်းမှာထပ်ပြီးတော့ဝတ်တယ်ဆိုတာကိုနားလေရတယ်အဲ့တော့အဲ့ဒီမှာမှသူကဘရင်းတစ်တာတခါတဲ့ပါလာတာ ဆိုဘရင်ရင်တစ်တာရဲ့အဓိပ္ပာယ်ကဘာလဲဖယားသခင်ကိန်ဝတ်တယ်အဲ့မှာဒါဆိုဖယားရှင်ကိုဘာတခါလဲဘာဖြစ်လဲသူကသဲဆောင်လာတာဖယားသခင်နဲ့အတူသွားတာဖယားနဲ့အတူသွားတဲ့နေရာမှာပန့်ရှင်းခြင်းလိုတယ်တမာတရားလိုတယ်ရစ်ပူစောခြင်းလိုတယ်အဲ့ဒီကိုးကွယ်ခြင်းမှာလေဝိသားများလိုပါတယ်လိုတာတွေနော်လိုတာတွေလေဝိအရေးကြီးတယ် ဖယားသခင်ကောင်းမြတ်ခြင်းကိုပြောနေတဲ့လူလိုတယ်မပြီးသေးဘူးဗါလဲတခြင်းတွေများလိုတယ်တခြင်းဆိုးမဲ့သူတွေလိုတယ်တီးခတ်မဲ့သူလိုတယ်အဝတ်အစားလိုတယ်ဂယုစိုက်ရမယ်မပြီးသေးဘူး music ပစ္စည်းစုံစုံလင်းလင်းလိုတယ်ဗျဖယားကိုးကွယ်တာ special ကိုးကွယ်ရမယ်ချစ်ကလေးစားမလုံးနဲ့ဈေးကြည့်ကြည့်အကောင်းစားဖယားကို ချင်းမွန်ကိုကိုွယ်တဲ့နေမှာထဲ့တုံးอ่ะအပိုင်ငယ်28ထို့သောဣတရီလာမျိုးသားအပေါင်းတို့သည်ကျွေးကြော်လျက်နှဲခရာတဘိုးခွက်ကွင်းတယောစောင်းတို့ကိုတီးမှုလျက်ထောက်ရပြားဤပရိညင်တစ်တာတော်ကိုစောင်းခဲ့ကြဤကြည့်ပါ music ပစ္စည်းလေးအကုန်ပါတယ်ဒါဝိကနော်ဖျားကိုကိုတာ special ကိုကိုတာ music ပစ္စည်းလေးအကုန်ထည့် ်အချင်းတွေတွေထဲတဲ့ဆိုးတဲ့လူထဲတဲ့တီးတဲ့လူထဲတဲ့သင်ပေးတဲ့လူထဲတဲ့တံပြိုင်ထဲတဲ့အိုးဖယားကူးကွယ်ကြီးဟာအမတန်အရေးကြီးတယ်ဒါကြောင့်ဖယားတခါရှိကိုဖို့အရာအရေးကြီးတဲ့တို့ကြောင့်တီးတီးချာချာကိုကွယ်ကြီးအမှုထဲမှာပြင်ဆင်မှုရှိကြပါဒါဝိတ်ကိုကြီးတီးတီးချာချာလုပ်တယ်နော်ဒါတွေမကဘူးပါလေကခုံချင်းလဲပါတယ်ဒါဝိတ်ပါလေ ကခုံပြီးတော့မှဖះကိုချီးမွမ်းပြီးလာတာဟာလေလုယာကခုံခြင်းကျွေးကြော်ခြင်းကျွေးကြော်ခြင်းလည်းရှိကြည့်ပဲနော်ပြီးတော့ချီးမွမ်းခြင်းအဲ့ဒါပယ်လာတဲ့ကမှာဝမ်းမြောက်ခြင်းပါပါတယ်ဟာလေလုယာဖះရှိခိုးတာလေတချို့တွေမိုင်းဘရော့ပီမလဲဘရော့ပီမလဲပြီးကျင်နေတဲ့ယုတ်ယုတ်ကိုကြည့်သိတယ်ပြီးကျင်နေတာအငယ်25မှာကြည့်ကျွန်တော်ဖတ်ပြထို့သောဒါဝိမင်းနေဣတရီလာမျိုးအသက်ကြီးသူလူတစ်ထောင်အုပ်တို့သည် ထာဝရဘုရားကြီးပြည်ညင်တက်တာတော့ကိုဩပတ်ဒီတုံအိမ်မဝမ်းမြောက်သောစိတ်နဲ့ဆောင်ခဲ့ခြင်းကသွားကြ၏ပြန်ပြောမယ်ဝမ်းမြောက်သောစိတ်နဲ့ဆောင်ခဲ့ခြင်းကသွားကြ၏ဘာစိတ်ရှိလဲဝမ်းမြောက်သောစိတ်ရှိတယ်အာမင်ဝမ်းမြောက်တဲ့စိတ်နှလုံးရှိတယ်ချစ်တော်ကြီးကိုမောင်နှမဖျားရှိခိုးတာအိုးတခါတည်းဝမ်းမြောက်တဲ့စိတ်မရှိဘူးဘယ်လိုလုပ်မလဲတကယ်ဝမ်းမြောက်ဖို့လိုတယ်အာမင် အကောင်စား music ပစ္စည်းနဲ့တီးခဲရမယ်ကခုံချင်းရှိရမယ်လေဝိသားတရားကိုတရားတိုင်းတွန့်တင်တတ်တဲ့လေဝိသားရှိရမယ်ပချင်းဆက်တဲ့သူရှိရမယ်တံပြိုင်ဆိုတဲ့လူရှိရမယ်တချင်းဆိုတဲ့လူလည်းရှိရမယ်ပင်ပေးတဲ့လူလည်းရှိရမယ်ကြည့်အဲ့ဒါဒီအားလုံးနဲ့တခါတဲ့ဒါဝိရဲ့မြို့ကိုသေးလာတာဗြဟ္မကြီးတက်တာ ပရိညတ်တက်မှာဖះကိန်းဝတ်တယ်နော်ဖះခင်အတူရှိချင်းပယ်လာတော့အိုးအိမတန်ဝမ်းမြောက်အားလုံးပျော်တယ်ဖះသခင်နဲ့အကုန်လုံးဝမ်းမြောက်ပျော်ရှင်ကြတယ်တပ်ဖက်ကသဘောပေါက်ရမှာကဖះသခင်နိုင်ဝမ်းမြောက်နေတဲ့အချိန်မှာလေစာတန်မကြိုက်ဘူးသိလားစာတန်မကြိုက်ဘူးဒါကြောင့်စာတန်ကစိတ်ပြက်ချင်းတွင်းပေးလိုက်မယ်တင်တို့ ဖယားသခင်၌ငါတို့ဝမ်းမြောက်နေတဲ့အချိန်မှာစာတန်ကစိတ်ပြက်ချင်းလာထက်ပေးလိမ့်မယ်။အဲ့ဒါသိရမယ်နော်အဲ့ဘက်ကိုအာယုံမလဲသွားစေနဲ့အေးဒါစာတန်အလို့ဆိုသိရမယ်။စိတ်ပြက်ချင်းလာထက်ပေးမယ်။အခုမှကြည့်ဒါဝိကပျော်ပြီးကပြီးလာတယ်မဟုတ်လား။သူ့မိမမိခါလာသူ့မိမဆိုရှောလူရဲ့သမီးဒါဝိရဲ့မယားမိခါလာတွေ့ရော တွေ့တော့မိခါလာဘာလုပ်တလဲကြည့်မယ်။ မိခါလာဘာလုပ်တလဲအပိုက်ငယ်29ထာဝရဘုရားကြီးပရိညင်တစ်တာတော်သည်ဒါဝိမြို့တဲသို့ဝင်သောအခါဒါဝိပျော်နေပြီနော်ကခုန်ပြီးပျော်နေပြီနော်အိုးပိတ်တင်တိုင်းကြီးနဲ့ဘိုးပျော်နေတာတချင်းနေဆိုပြီးတော့ဒါဝိမြို့တဲဝင်လာတာဝင်လာတဲ့အခါမှာတဲ့ရှောလူဤသမိမိခါလာဒီပရင်ပေါက်ကကြည်၍ရှောလူသမိဆိုတာဒါဝိယူထားတာလေဒါဝိမရပရင်ပေါက်ကနေလှမ်းကြည့်လိုက်တာ ကြည့်ပြီးမှဘာလုပ်တယ်ထင်တယ်ဒါဝိတ်မင်းကြီးဒီကလျက်တီးမုတ်လျက်လာဒီကိုမြင်းသဖြင့်တွေ့ပြီးသူ့ယောက်ျားမှကခုံပြီးလာတာမြင်တာနဲ့ဘာလုပ်လဲစိတ်နှလုံးထဲ၌မထီမဲ့မြင်ပြူဤအိုးစိတ်ထဲကမထီမဲ့မြင်ပြူတာလေမယားဗျတိတာပေါ့သူငါ့ကိုမထီမဲ့မြင်ပြူတယ်ကောင်းကောင်းသဘောပေါက်တာပေါ့တခါတဲ့နော်ဒါဝိတ်ကလေအရှိန်နဲ့မောင်းလာတဲ့ကဂျန်တုံးခုတလို့ပဲ ဒုံငနဲ့ဖြစ်သွားမှာမဟုတ်ဘူးလားခဲစဉ်းစားကြည့်လေဒီလောက်ပျော်ရွှင်ကခုန်ချီးမွမ်းပြီးမှဖရာသခင်နဲ့ဖြစ်နေတဲ့အချိန်မှာသူ့မိမကသူ့ကိုမထီမဲ့မြင်ပြတာဘလောက်သူသူဘလောက်ခံစားမလဲဒါစိတ်ပြတ်เสียပဲမှတ်ထားဘယ်တော့မှဒါဝိစိတ်မပြတ်ဘူးကြည့်လိုက်ဒါဝိစိတ်ပြတ်သွားတယ်ဆိုတာမတွေ့ရဘူးဒါဝိကပါလေငါသာရွေးတော်ကခုန်ဟာလေလုယာဘာပြောမလဲလာတာ ตา၍တော့ဘုရားသခင်၌ဝမ်းမြောက်အောင်စိတ်ပြည့်စရာတွေးလားတွေးတယ်ဒါပေမဲ့သူစိတ်ပြည့်လားမပြည့်ဘူးဒါကြောင့်ချစ်တော်ညီအောင်မောင်မဘုရားသခင်၌ကျွန်တော်တို့ယက်တီသွားလာနေစာတယ်မကြိုက်ဘူးကျွန်တော်တို့ကိုဘာထည့်ပေးမလဲစိတ်ပြည့်ခြင်းအဝေးရနေမဟုတ်လင်မယားကြားထဲမှာဟုတ်ထဲတာနော်ဒီဥစ္စာကိုနားထောင်နေတဲ့အချိန်မှာကိုမိမကိုစာတန်လို့လည်းမထင်နဲ့နော်ပြောခြင်းနဲ့အထိပ်ပြရလေဒါဝိတ်အယောင်ဝမ်းမြောက်နေတဲ့အချိန် တိုက်သူပြည်သားအကုတ်ဝမ်းမြောက်နေတဲ့အချိန်မှာတခါတည်းစိတ်ပြက်ခြင်းကထဲ့ခံထဲ့ပြလိုက်တယ်ဒါပေမဲ့ဒါဝိလုံးဝသဘောပေါက်တယ်ဒါဒါဒါငါနဲ့မဆိုင်ဘူးလုံးဝစိတ်မပြတ်ဘူး तू ဘာပြောလဲငါတာရွေ့ကခုံမယ်တာရွေ့တော့ငါဘုရားကိုချီးမွမ်းအောင်အဲ့ဒီလိုဖြစ်ရမယ်ဆိုတော့ဒီနေ့ဝိညာဉ်ရေးရမှန်ရင်စာတန်ကအနောက်ရှက်ပြီးမယ်ဆိုတော့နားလေပါဝိညာဉ်ရေးရမှန်ရင်စိတ်ပြက်เสียတွေးကိုတွေးလိမ့် စာတန်တော်မှတင့်ကိုစိတ်ပြက်เสียမထဲရလောက်အောင်ဖြစ်နေရင် तू အလုတ်များဖြစ်နေမလားဒါလည်းတင်စဉ်းစားဒါကြောင့်မလို့ဒီနေ့ဇုံကညီကိုမောင်တို့မတွေအားလုံးကိုအားပေးခြင်းတယ်ဒါဝိတ်ဟာတကယ်အောင်မြင်ခြင်းနဲ့ဖြတ်တန်းလာတဲ့အခါမှာစိတ်ပြက်เสียတခုကို तू ရင်ဆိုင်လိုက်ရတယ်အဝေးကြီးကမဟုတ်သူ့ရဲ့မိသားစုတွေက तू မိမအတစ်စီတိုးတော့ तू လုံးဝစိတ်မပြတ်ဘူးစိတ်မပြတ်ဘူး तू ပြောတယ်ငါသာ၍ဟလာဗမာလို့ဆိုငါသာ၍ယုံပါမယ်အဲ့လိုသုံးတယ် เนาะဓမ္မရဆိုရင်ဒုတိယဆောက်ပြောကျင်တာငါသာ၍ဘုရားကိုချီးမွမ်းမယ်စိတ်ပြတ်ခြင်းတွေ့ပြီမြတ်စိတ်မပြတ်ဘူးဒီနေ့ဝိညာဉ်ကြီးရမှာသွာလာတယ်မိဘညီအကောင်မောင်တို့မှာများစိတ်ပြတ်ခြင်းတွေ့ပဲလုံးဝစိတ်မပြတ်နဲ့ငါတို့အလုံးမဟုတ်ဘူးဒါဟာလေလုယငါတို့လောကသာ၍ချီးမွမ်းဖို့ပဲအာမင်ဒါကြောင့်မလို့အားပေးခြင်းနဲ့လုံးဝစိတ်မပြတ်နဲ့ဖယားနဲ့သွာဖယားကိုရိုသေးကခုချီးမွမ်းမျက်မှောက်တော်ခံစား စိတ်ပြက်စရာတွေ့မယ်လုံးဝစိတ်မပြက်နဲ့လုံးဝစိတ်မပြက်နဲ့ဒါဝိတ်ကိုယ်တိုင်တွေ့တယ်ဒါဝိတ်စိတ်မပြက်ဘူးဒါကြောင့်ဒီနေ့ကျွန်တော်အရောက်တိုင်းအသက်တာထဲမှာစိတ်မပြက်တဲ့ဒါဝိတ်ဇက်တိုက်ဇက်တိုက် အောင်မြင်မှုကိုခံစားရတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကိုဘုရားကအိုက်ထက်တော့တာရွေးအောင်မြင်ခြင်းကိုပြင်ဆင်ထားတယ်လုံးဝစိတ်မပြက်ဘူးအရေးကြီးတယ်ဆိုတာလေးကိုဝေငှရင်အဆုံးသတ်ပါတယ်အားလုံးကျေးဇူးတင်တယ်ခဏဆုတောင်းရအောင် အဖာကိုတော့ကျေစုတင်တယ်နှုတ်ကပတ်တော်နဲ့ကျွန်တော်တို့ကိုပဲ့ပြင်ပေးသောကြောင့်ကျေစုတင်ပါတယ်ထိုနှုတ်ကပတ်တော်အဖြစ်တာပြီးကျွန်တော်ရဲ့တက်တာကိုကောက်ကြီးဖြစ်စေပါနှုတ်ကပတ်တော်ကိုဆက်ပြီးဖွင့်ပြပါအလင်းပေးပါအဖာကျွန်တော်တက်တာမှာတီဆောက်เสียလဲဖြစ်စေပါကိုတော့ဘုံတော်ကိုထင်ရှားစေပါဖျားသခင်ဒါဝိကဲ့သို့စိတ်ပြက်เสียကျွန်တော်တို့တွေ့ရင်လဲဒါဝိလိုပဲစိတ်မပြက်ပဲသာ၍ဘုရားကိုချီးမွမ်းနိုင်တော်သူတွေကျွန်တော်မဆောက်အရောက်တိုင်းဖြစ်ရပါမိအကြောင်းလက်တော်တဲ့အနန္တနဲ့ အရှင်ယေရှုနာမ၌ဆုတောင်းပါတယ်ဖခင်အာမင်အာမင် thank you god bless you